I said I said I wasn't any dramatic, but. ပထမဦးစွာနဲ့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တို့ရဲ့ channel လေးကနေနှုတ်ဆက်လိုက်ပါရနော်အဲဒီနေ့ကတော့အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ရဲ့အချစ်တော်ကြီးမြန်မာပြည်တပီလုံးရဲ့အချစ်တွေကိုတင်ပြရရှိထားတဲ့ကျွန်တော်တို့ဒီလက်ဝိတ်ချန်ပီယံဟောင်းကြီးပေါ့နော် အဲကိုအောင်လအန်ဆန်ရဲ့ဒီနေ့နောက်ဆုံးရှင်ပြိုင်ထိုးတက်သွားမယ့်ပွဲနေပဲဖြစ်ပါတယ်။ဒါအားလုံးလည်းသိမှာပေါ့နော်။အဲကျွန်တော်တို့ရှေ့ရကြီးခဲ့တဲ့ဗီဒီယို short အတိုလေးမှာတော့ဒီကိုအောင်လအန်ဆန်ကိုကျွန်တော်တို့ဒီ one championship ကနေပေါ့နော်။ဒါအင်တာဗျူးထားတာပါ။အင်တာဗျူးထားတဲ့အခါမှာဘယ်လိုပြောမလဲသူ့ရဲ့ ဒီမျက်ရည်ကြတဲ့အခိုက်အတန့်လေးကကျွန်တော်တို့ရင်ထဲတဲ့တွေကိုတကယ်ကိုထိစီတယ်ပေါ့နော်အင်တာဗျူးနဲ့သူ့မှာငွေနေတာကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အကိုကြီးကိုကြည့်ပြီးတော့ကျွန်တော်တော်တော်လေးကိုမှဆေးမကောင်းဖြစ်ရပါတယ်ဆိုတော့အဲ့ဒီအင်တာဗျူးဗီဒီယိုလေးကျွန်တော်ပြလို့ရှိရင်ပြသပေးတော့ပါမယ်နော်ကဲဒီနေ့စနေနေ့ကတော့ကျွန်တော်တို့အားလုံးရင်ထဲအသေးထဲမှာချစ်ကြတယ်ပေါ့နော် MMA fighter မြန်မာ MMA fighter လောကမှာပေါ့နော် champion ဟောင်းတူဦးလေးဖြစ်တဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးပေါ့နော်ကိုအောင်လအန်ဆန်ရဲ့ဒါကျွန်တော်တို့နောက်ဆုံး fighter ဘွားကနေပေါ့နော်ထိုးသက်ရှင်ပြိုင်တော့မဲ့တာနောက်ဆုံးပွဲပေါ့နော်နောက်ဆုံးထိုးသက်သွားမဲ့ပွဲနေပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲပြီးရင်တော့သူဒါဒီ MMA လောကကနေပေါ့နော် fighter ဘွားကနေအနားယူပြီးတော့နီးပြဘွားကိုကူးပြောင်းမယ်လို့တော့တည်ထားရတယ်ပေါ့နော်ဆိုတော့ဒီသတင်းကိုကျွန်တော်တို့ပြီးခဲ့တဲ့လတွေတည်းကကြားထားပါတယ်ကြားထားတဲ့အချိန်မှလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်ပေါ့နော်အခုလဲဒါတကယ်အတီးဖြစ်လာတဲ့သူကတော်တော်လေးကိုမှယင်ထဲမှာ ငိုချင်းတလူလူကြီးဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အမြဲတမ်းအားပေးခဲ့ရတဲ့ရှုံရှုံနိုင်နိုင်ပြားကျွန်တော်တို့ရဲ့ရင်ထဲမှာအမြဲချစ်နေရတဲ့ကျွန်တော်တို့ရဲ့ဖိုက်တာအကူကြီးကိုအောင်လန်းအန်ဆန်ဒီတပွဲဒါနောက်ဆုံးထုတ်သက်ပြီးနားတော့မယ်တကယ်အတီတရင်ဖြစ်လာတဲ့အတွက်တော်တော်လေးကိုမှရင်ထဲမှာစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။ အဲဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုအောင်လာနာမည်မကြီးခင်တည်းကတောက်လျှောက်ပေါ့နော်နာမည်ကြီးလာတဲ့အထိအခုလိုအောင်မြင်မှုတွေဇက်တက်ရလာတဲ့အထိကြာရှုံးတဲ့အချိန်ဒီမှာကျွန်တော်တို့ဒါတောက်လျှောက်အားပေးလာတဲ့အောင်လာအန်ဆိုင်ပေါ့နော်အဲနားတော့မေဆိုတော့တော်တော်လေးကိုမာတကယ်ဟိုစိတ်မကောင်းဖြစ်မိပါတယ်ဆိုတော့သူ့ရဲ့ထိုးပွဲတွေကိုတော့ကျွန်တော်တို့ကြည့်ရတော့မှာမဟုတ်ပေါ့နော်သူ့ရဲ့ဟိုဘယ်လိုပြောမလဲဒီ life time တွေကိုတော့ကျွန်တော်တို့သူ့ရဲ့နီးပြဘဝမှာတော့ကြည့်ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ1 sport ကနေပြီးတော့မှာပေါ့နော်ဒါ1 championship ကပါပဲသူတို့ ဝမ်အကိုအောင်လာနဲ့သူ့မိသားစုကိုဒါဗီဒီယိုကောနဲ့ဒါအင်တာဗျူးတဲ့အခန်းပေါ့နော်ဆိုအကိုအောင်လာကြီးအဲ့အခန်းမှာတော့ဒါမျက်ရည်တွေပါကြီးကြပြီးတော့အဲ့ဒါအင်တာဗျူးနေတာကိုကျွန်တော်တို့အားလုံးတွေ့ရမှာပေါ့နော်အဲဆိုတော့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရှေ့ကပြောခဲ့တဲ့လိုမျိုးပဲကိုအောင်လာကြီးဒီလိုမျိုးမျက်ရည်ကြတာမျိုးတော့ကျွန်တော်တို့ဒါ ချစ်တဲ့သူတိုင်းကလည်းကိုအောင်လာရွေးချစ်တဲ့သူတိုင်းကလည်းဒါစိတ်ကောင်းမှာမဟုတ်ဘူးပေါ့နော်အဲဆိုတော့ထားပါတော့ဒီနေ့ကတော့ကျွန်တော်တို့အရှိမပြောခဲ့တဲ့ဟာဒီအတိုင်းပဲအာဒီနေ့ကျွန်တော်တို့ကိုအောင်လာရဲ့ဒီ page မှာလည်းတင်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့စနေနေ့ပေါ့နော်စနေနေ့ကျွန်တော်တို့မနက်ပိုင်း9:00 ကျတော့7နိုင်လောက်မှသူ့ရဲ့ရှင်မြန်ထိုးတက်မဲ့နောက်ဆုံးပွဲလာမှာပေါ့နော်ကျွန်တော်တို့ဒီအားလုံးပဲဒီအချိန်လောက်မှအားပေးလိုက်ကြအောင်ဗျာနော်ကဲဗျာကျွန်တော်ထပ်ပြီးပြောချင်တာကကျွန်တော်တို့ရဲ့အချစ်တော်ကြီးကိုအောင်လအန်ဆန်းရဲ့ဒီနေ့ဒါ fighter ဘဝနေနောက်ဆုံးရှင်မြန်ထိုးတက်သွားမယ်ပွဲကိုကျွန်တော်တို့တွေမလွတ်တမ်းအားပေးကြည့်ရှုလိုက်ကြအောင်ဗျာနော်ကျွန်တော်တို့ချစ်တဲ့ fighter ကြီးကိုကျွန်တော်တို့အတူတူဝင်းရံပေးလိုက်ကြအောင်ဗျာနော်